ကိုပိုင်လုပ်ငန်းရှင်စူးဝန်တီထွင်လုပ်ငန်းရှင်တယောက်လုပ်မယ်ဆိုလို့ရှင်เนาะသူများတဲ့အာပို့ပြီးတော့အလုပ်လုပ်နိုင်ရမယ်เนาะအလုပ်ချိန်တိတိကျကျလည်းရှိကြမှာရှိမယ်ပြီးရင်ကျွန်တော်က lonely at the top ဆိုရှိရယ်เนาะကိုကဟိုဘသူနဲ့မှ timing မော် timing ဘက်မရှိဘူးเนาะအကုန်လုံးကဟလာဝန်ထမ်းနေကြီးပဲအဲ့တော့ကိုတခါလေကြာလို့ရှင်ကိုနဲ့အပေါင်းအသင်းမရှိသလိုခံစားရမယ်เนาะအဲ့တော့ဒီ ခยีမှာကိုတယောက်တည်းသွားနေရတယ်လို့ခံစားရတယ်။အဲ့တော့တချို့တွေကဘာလုပ်လဲဆိုတော့ခုနတငယ်ချင်းနေနဲ့ပေါင်းဆက်ပြီးလှုပ်တာတို့ပါတို့ဒီလိုတွေလည်းရှိရပါဘောเนาะ။အဲ့တော့တငယ်ချင်းနေနဲ့ပေါင်းဆက်ပြီးလှုပ်တာကတော့အာကျွန်တော်ကတော့အရန်အာမပေးဘူးเนาะ။ဘာလို့လဲဆိုတော့တငယ်ချင်းနေနဲ့ပေါင်းဆက်ပြီးလှုပ်ရင်တငယ်ချင်းကတော့ခင်တယ်။ဒါပေမဲ့တကယ်အလုပ်လုပ်တဲ့ခါကြလို့ရှင်ညှိရနိုင်ရတာတွေကမလွယ်ဘူး။ဝန်တန်းဆိုလို့ရှင်ကျွန်တော်တို့မကြိုက်ရင်ပြောလိုက်လို့ရတယ်။အေးဒါကတော့အဆင်မပြေဘူးเนาะအဲ့တော့မကြိုက်ရင်နောက်ဆုံးထုတ်ပလိုက်လို့ရတယ်။အဲ့တော့ partner လုပ်တယ်ဆိုလို့ရှင်အ နော်အဲ့တော့ကျွန်တော်တို့ကတယောက်နဲ့တယောက်နဲ့ညှိရတဲ့အခါမှာခါလေးကြရင်သီးမခံနိုင်တာတွေရှိလာတယ်။နော်အာငါ idea ကြီးကအရေးကြီးနေငါကပို့ပြီးတော့လုံနေရတာနော်အဓိကငါ idea နဲ့လုံနေပြီးတော့သူကပတ်စံနေရတယ်စသည်အားဖြင့်အောင်မြင်လဲတမျိုးမအောင်မြင်လဲတမျိုးနော်တော်တော်များများကအဲ့ဒီ team work မှာပြဿနာအများကြီးတက်တာများတယ်။ဒါကြောင့်မလို့ပြောကြရတယ်เนาะအဲ့တော့တငယ်ချင်းနဲ့အလုပ်တူတူလုပ်လို့ရှင် friendship နဲ့ money နဲ့အဲကံကောင်းတဲ့တစ်ခုပြန်ရမယ် เนาะတငယ်ချင်းနဲ့ငွေနဲ့ကံကောင်းရတခုတော့ပြန်ရမယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ကတော့အရန်အားမပေးဘူးဒါပေမဲ့သူများနိုင်ငံတွေကိုကြည့်လို့ရှင်เนาะတို့တငယ်ချင်းနေနဲ့လုပ်ငန်းလေးတွေစတာကိုတွေ့ရတယ်ပြီးတော့ရန်ဖြစ်ပြီး꿰တာကြီးလည်းတွေ့ရမှာပေါ့เนาะအဲ့တော့အဓိကကတော့ဘာကိုကြောက်ကြတာလဲဆိုတော့ဒီ entrepreneurship လုပ်တယ်ဆိုတာเนาะကိုယ်ပိုင်လုပ်ငန်းအထူးသဖြင့်စိုးတီထွင်လုပ်ငန်းမျိုးတီထောင်နေဆိုတာက အာမသေးကြမရေရာမှုတွေအရမ်းများတယ်เนาะအဲ့တော့စိတ်တော့ကပေါ့เนาะစိတ်ထဲမှာဒီစိုးရိမ်ပူပန်မှုတွေเนาะအဲ့ဒါတွေအရမ်းများတယ်အဲ့တော့ဝန်ထမ်းနေနေပဲအလုပ်လုပ်တဲ့ခါကျတော့ဝန်ထမ်းကောင်းနေရတယ်ကိုနဲ့တကယ်ကိုဒိုးလူပေါင်းပဲလုပ်နိုင်တဲ့ဝန်ထမ်းနေရတယ်ဆိုတော့အင်တန်ကန်ကောင်းတာပေါ့เนาะဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုက အဲ့ဒီဓာတ်ကိုမခံနိုင်တဲ့အတွက်တချို့တွေကတငယ်ချင်းတွေရှားတယ်ဟဲ့လားအဲ့လိုမျိုးပေါ့နော်အဲလှုပ်ရတဲ့ခါကျတော့အဲ့ဒီတငယ်ချင်းတွေနဲ့အဲ့ဒီ pressure တွေနဲ့တခါအဲ့ဒီလူတွေနဲ့ရံဖြစ်ကြပြန်အောင်ဆိုတော့ဒါကတော့စဉ်းစားစရာတစ်ခုပေါ့လေနော်နောက်တစ်ခုကကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတာဟိုအတိုင်းအတာတစ်ခုတွေအောင်မြင်လာတဲ့အချိန်ကာလဖြစ်အောင်တော့မှနော်ကျွန်တော်တို့မှာဒီလုပ်ငန်းကိုချဲ့ဖို့အတွက်ငွေတွေပြန်ထည့်ရတာနဲ့ပါနဲ့ဆိုတော့ကို့မှာပုံမှန်ဝင်ငွေတော့မှရှိချင်မှရှိမှာ နော်အဲ့တော့အနာဂတ်ကလည်းမသေးကြဘူးရနေတဲ့ပတ်စံတွေကလည်းမသေးကြဘူးဒါမျိုးတွေလည်းဖြစ်နိုင်တယ်ပြီးရခါကျတော့ကိုကဟိုဆက်ဆက်စီဆက်ဆက်အကုန်လုံးလိုက်လိလာရတယ်နော်အဲ့တော့အိလဲဒီစိတ်စားလဲဒီစိတ်ဒါမျိုးတွေဟလာအဲ့တော့ဒီဟာကြီးကဘယ်လောက်ကြာမယ်မှန်းလည်းမသိဘူးနော်အဲ့လိုမျိုးလုံနေတာတော့မှာ ဒါအောင်မြင်ကြမှာအောင်မြင်မယ်နော်အဲ့တော့မကြိုက်တဲ့လူတွေနဲ့လည်းတီးခိုင်းပြီးအလုပ်လုပ်ရမယ်ဟဲ့လားလူတိုင်းကိုဆရာခေါ်ရမယ်ဆရာတင်ရမယ်နော်အဲ့တော့ဟိုသူများအလုပ်လုပ်တယ်ဆိုလို့ရှိရင်ကိုကအပေါ်ကလူမျက်နှာကြည့်နေရတယ်ပေါ့နော်အဲဒါမျိုးတချို့ကလည်းမကြိုက်ဘူးပေါ့ကိုပိုင်အလုပ်လုပ်တယ်ဆိုရင်ဒါဘသူများနှာမှာကြည့်စရာမလိုဘူးဒီလိုထင်တာတကယ်တမ်းမဟုတ်ဘူးနော်အဲ့တော့ customer ရဲ့မျက်နှာလည်းကြည့်ရမယ် supplier မျက်နှာကြည့်ရမယ်ဟဲ့လားနော်ကိုမှာဝင်ငွေမရှိဘူးဆိုလို့ရှိရင်ပို့ပြီးတော့မှတီးခံပြီးတော့အလုပ်လုပ်ရတယ်အဲ့တော့ အဲကျွန်တော်ကတော့အများတမ်းပြောတယ်နော် entrepreneur တယောက်လုပ်မယ်ကိုပိုင်ဆုံးတီထွင် လုပ်ငန်းရှင်တယောက်လုပ်မယ်ဆိုရင်ခေါင်းမာဖို့လိုတယ်အသေးမာဖို့လိုတယ်နော်အဲ့တော့လုပ်နေနေလှုပ်ချင်စိတ်မရှိတော့ဘူးကျွန်တော်တို့ဆိုလည်းဒီလိုပဲအကြောင်းနေစလုပ်တယ်ဆိုလို့ရှင်အခုထက်ဒီအဲ့ဒီစိတ်ကတခါလေးပေါက်တယ်နော်ငါအကုန်လုံးရောင်းစားလိုက်တော့မယ်ငါမလှုပ်ချင်တော့ဘူးစသည်အဖြစ်အဲ့ဒီစိတ်ကအများတမ်းဖြစ်တယ်အဲ့တော့ဒါကလည်းအဲ့ကြောင့်ခေါင်းမာဖို့လိုတယ် เนาะအဲ့တော့ကိုကဒါဖြစ်ချင်တာဆိုလို့ရှင်အဲ့ဒါကိုခါးကောင်းပါပြီလို့ပါဟဲ့လားနောက်တော့အသေးမှဘူးလို့ရတယ်เนาะအဲ့တော့ကိုကဟိုရီမှန်းပြီးတော့ဒါရီရတော့မယ်ထင်ပြီးလုပ်တယ်တခါလေးကျရင်မဖြစ်လာဘူးเนาะကိုကကိုဝန်ထမ်းတွေပေါ်မှာမျှော်လင့်ချက်တွေထားတယ်ဟာသူတို့ ਨੇ အဲဘယ်လိုလုပ်မယ်ဟိုတယောက်ကတော့ဘာလုပ်ပေးလိုက်မယ်တခါလေးကျရင်သူတို့ကကိုမြင်တာမမြင်ဘူးတခါလေးကျထွက်သွားမှာပဲเนาะထွက်သွားတာပဲထွက်သွားတဲ့ခါကျတော့ဟိုလူနေတဲ့အချိန်ဆိုလို့ရှင်အရန်တိတာ ဟိုမှာကိုက9ယောက်6ယောက်ပဲရှိတဲ့အချိန်မှာတယောက်ထွက်သွားတယ်နှစ်ယောက်ထွက်သွားတယ်ဆိုအရန်တိတာเนาะအဲ့တော့ကိုကသူတို့အားကိုးပြီးတော့ဟိုလုံနေတယ်ဟလာပြီးတော့ခင်မင်မှုတခုရှိနေရဆိုလို့ရှိရင်လည်းเนาะဟိုအများကြီးကို့အတွက်ကစိတ်ခံစားမှုတွေအာဖြစ်လာမှာပေါ့เนาะဆိုတော့အဲ့ဒါကြီးလည်းတီးခံဖို့လိုတယ်လူများလာရင်တော့တရာကျော်သွားရင်တော့ဟိုကျွန်တော် ကျောင်းသားတယောက်ကပြောဦးတယ်ဆရာလူတရာကြော်သွားရင်ဆရာဘာဖီလိမ့်မကြာမှာမဟုတ်ဆိုတော့အခုတရာကြော်သွားတဲ့အခါကျတော့ဝန်ထမ်းတွေထွက်တယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့မခံစားရတော့ဘူးเนาะအရင်တော့ကတော့ပို့ပြီးတော့ဟိုခံစားရတယ်အားလုံးလည်းသိနေတဲ့အပြင်ဟိုသူတို့တယောက်ချင်းစီအတွက်ကိုအဲကိုကဒီဟာကြီးအောင်မြင်အောင်လုပ်ချင်တယ်အဲ့ခါကျရင်သူတို့လည်းဘာလုပ်ပေးချင်တယ်ဆိုတာမျိုးဒီခါကျစိတ်ကူးနေတဲ့ခါကျတော့အဲ့ပြဿနာရှိနေ